စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့ဘော့ဘီဖြစ်အမှန်ချစ်ရန်ပြီးခဲ့တဲ့နိုဝင်ဘာ6ရက်နေ့မှာစစ်ကောင်စီရွေးကောက်ပွဲကော်မရှင် UEC ကညွှန်ကြားလာပါတယ်။စစ်ကောင်စီရွေးကောက်ပွဲနဲ့ကြိုတင်မဲပေးရမှာဆန္ဒပြုလို့သူတွေအနေနဲ့ကိုစလောင်းမိနဲ့တင်ကြတာတဲ့တဲ့မှာရှိတဲ့လေလောက်ခွက်အတွင်းမှာဘော့ဘီနဲ့အမှန်ချစ်အမှတ်သားရေးချစ်ဖို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် UEC ကပြီးခဲ့တဲ့နိုဝင်ဘာ6ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ်ရွှေကောက်ဘက်ဥပဒေပုံမှ45နဲ့48အရာကျူရင်ဆန္ဒမဲပြေးပိုင်ခွင့်ရှိပြီးမဲစစ်မှပန်ရှိတဲ့တပ်ဆိုင်ရာမြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်တွေတပ်ဆိုင်ရာရက်ကွက်နဲ့ခြေရအောက်စုကော်မရှင်ဖွဲ့ခွဲမှကျူရင်ဆန္ဒမဲပေးမဲ့မဲဆန္ဒရှင်တွေနေနဲ့ကျူရင်မဲပေးနိုင်မှဖြစ်တယ်လို့စစ်ကော်မရှင်ရွှေကောက်ဘက်ကော်မရှင် UC ကစတင်ပါလာတွင်းမှထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်မရှိအားလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်ရွေးကောက်ပွဲမှာအလက်ထရောနစ်မဲပေးဆက်တွေဖြင့်မဲဆန္ဒရှင်တွေကိုမဲပေးခိုင်းမှာဖြစ်သလိုပေမဲတွေအနည်းဆုံးမပါဝင်အောင်ကြိုးပမ်းလာမှာဖြစ်နိုင်တယ်လို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲတောင်းမရှိသူတွေကလူမှုမြန်မာကိုပြောဆိုထားပါတယ်။ရခိုင်ဒီမိုကရေစီဆိုရလက်ထက်မှာရွေးကောက်ပွဲတဲ့ဒစိမ့်တုံးဖြစ်ရင်ကိုယ်တိုင်ဆန္ဒမဲတုနေခွင့်ရခဲ့ပေမဲ့ ယခုအာနာသိန်းစစ်စိုးရလက်ထက်မှာတော့ဆရနာရှင်နေဟာတမင်တကာမဲရနိုင်ဖို့အတွက်ရေပြည့်ရှိရှိလှုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ရန်ကုန်မြို့ကန်တွေကလူလူမြန်မာကိုပြောပါတယ်။အခုရေပြည့်ရှိရှိနဲ့လို့တဲ့ပုံစံမျိုးဝင်ခဲ့တော့ဘာဖြစ်လို့လဲဆိုဇေဒုံးရဲ့မိဘအာဒီစီဘယ်ဘီနိုအရောပင်လေးရပါရင်ဖြစ်တာပေးပလိုက်တယ်ဘောရောပေးလို့မရဘူးပြန်လို့လို့ချင်ပါတယ်။ဘုံဘုံနဲ့ချင်ချင်တယ်ဘောပြေတော့ ပြင်မမဟုတ်တော့ဘူးမြေရပြင်မမဟုတ်ဘူးပြင်ရတဲ့ဖြစ်စီပေါ့စစ်ကောင်မရှိဟန်ပြည်သူတွေဆန္ဒမပါပဲမိမိသဘောနဲ့တရားဝင်ဖြစ်အောင်ရွေးကောက်ပွဲပြုလုပ်တာကျစ်ပါနေတာဖြစ်ပြီးပြည်သူတွေနိုင်ခြင်းဖို့ကြိုးစားနေတဲ့အာတမရွေးကောက်ပွဲအပေါ်ပြည်သူတွေအနေနဲ့ဆန္ဒမပေးကြဖို့တော်လိုင်းရဲ့တိုင်းပိုင်းနဲ့တော်လန်နုပညာရှင်တွေကတိုက်တွန်းထားပါတယ် စစ်ကောင်စီယူကောက်ပဲမှာမဲပေးဖို့ဖိအားပေးချင်းချောက်ကြက်ကန်မှုတွေရှိရင်တိုင်ကြားနိုင်တယ်လို့မြို့သားညူရီဆိုရအန်ယူဂျီရဲ့ပြည်ထရေးဌာနကလေမရှိရမှာထုတ်ပြန်ထားသလိုယူကောက်ပဲကိုဝင်ရောက်ရှင်ပြိုင်တဲ့ကိုစရဲလောင်းတွေရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူမဲ့အပြင်ထောင်တန်း၃နှစ်ကနေထောင်တန်း၅နှစ်ထိပြစ်ဒဏ်ကျခံနိုင်ကြောင်းချီမီကောင်စီကကြေညာထားပါတယ် လက်ရှိမှာတော့တနိုင်ငံလုံးတိုက်တာအနေနဲ့မြန်မာအာဏာသိမ်းစစ်တပ်အရရှိကြီးတွေဖြင့်ဖွဲ့စည်းထားတဲ့ကြန့်ခိုင်ပါတီဟာနေပြည်တော်ပါဝင်နေရာနဲ့မဲဆွယ်စည်းရုံးနေပြီးစစ်မှတ်ဖြစ်ပွားရာမဲဆန္ဒနဲ့28ခုမှာပြန်ပွဲမရှိနိုင်ရထားပါတယ်။ဒေါ်ဆန္ဒမင်းအပါအဝင်တတိပုဂ္ဂလကိုစလောင်းနှစ်ဦးအားလည်းနိုဝင်ဘာ10ရက်နေ့မှာတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်အတွင်းမဲဆွယ်မှုတွေပြုလုပ်လာပါတယ်။ တနိုင်ငံလုံးနေနဲ့ဝေယောင်ရှိပဲမဲ့နိုင်ငံပါတီ6ခုတည်းကတိုင်းသာစီလုံးရေးညညရေးပါတီတားဆညနဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံးနှစ်ခုသာမဲဆက်စီရင်ရေးလှုပ်ဆောင်နေပြီမဲ့ဥက္ကူကိုကြီးဥဆောင်တဲ့ပြည်သူ့ပါတီကတော့မဲဆက်မှုတွေမတွေ့ရှိရသေးပါဘူး။လာမယ့်ဒီဇင်ဘာလမှာစစ်ကောင်စီကပြုလုပ်မဲ့အထူးအောင်ရေကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူ့လှုပ်ရှားမှု platform ကစတန်ကောက်ယူခဲ့ရမှာပြည်သူ99ရာခိုင်နှုန်းက အနာဒိစကော်မရှင်ရဲ့2021ခုနှစ်ဆရာနာသိမှုကိုလက်မခံဟုဖြေဆိုခဲ့သလို68ရာခိုင်နှုန်းကယူကော့ဘဲကိုတရားမျှတမှုမရှိဟုဖြေဆိုခဲ့တယ်လို့ GSCB ကမနေ့နိုဝင်ဘာ9ရက်မှာထုတ်ပြန်ထားပါတယ်